ဒါလိုရဲ့နေရာမှာအရေးပေါ်အစားထိုးမဲ့ MRI ရဲ့အသက်16နှစ်အရွယ်ဝက်ဖဲလေးပရိသတ်များလုံးရဲ့မိန်လာများမန်ချက်စတာဖော်ဆောင်ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရစေ။ မန်ချက်စတာယူနိုက်တက်အသင်းအတွက်အဓိကအားကိုးအားထားပြုနေရတဲ့နောက်ခံလူဒီယိုကိုဒါလော့ကတော့ခြေစလုံးတန်ရာကြောင့်ဂျာတီကုံအထိအနားယူရဖို့ရှိနေပါတယ်။ဒါလော့ကတော့ရာသီတိုင်းမှာအသင်းအတွက်တန်ရာခင်းခင်းနဲ့အကောင်းဆုံးပွဲထွက်ကစားပေးနေခဲ့တာပေါ့။အသင်းအတွက်မရှိမဖြစ်အားကိုးအားထားပြုရတဲ့ကစားမတူဖြစ်တဲ့အတွက်ဒါလော့တန်ရာရသွားတာကအသင်းအတွက်အတော်လေးကိုထိခိုက်နေတာခင်ရပါတယ်။ဒီအတွက်အမိုရင်ကတော့အရေးပေါ်အခြေအနေမှာအသင်းရဲ့လူငယ်ချေပွင့်ကစားမလေးတူကိုထုတ်သုံးလာနိုင်ကြောင်းမန်ချက်စတာယူနိုက်တက်ကင်းသတင်းစာကဖော်ပြလာခဲ့ပါတယ်။ဒီကစားမလေးကတော့အသက်16နှစ်အရွယ်နောက်ခံလူဂျေတန် ကာမာဆန်ပဲဖြစ်ပါရင်ဒီကစားမလေးကတော့မန်ချက်စတာယူနိုက်တက်လူငယ်အသင်းမှာအထူးခြေစွမ်းပြကစားနေတဲ့ကစားမလေးဖြစ်ပါရင်ဒီချာရီလေးရဲ့အဓိကကစားနေနေရာကညာနောက်ခံလို့ဆိုပေမဲ့ဘယ်နောက်ခံလို့နေရာကိုပါလိုအပ်ရင်ကစားနိုင်ပါရင်ဒါကြောင့်ကစားနိုင်တဲ့နေရာကတော့ဒါလနဲ့တူတူပါပဲကာမာဆန်ကတော့ဒီဟာဒီမန်ချက်စတာယူနိုက်တက်ရူ16အသင်းအတွက် ပရီးမီးယားလိမ်းမှာဆန်တပွဲကစားထားပြီးတော့တကောသွင်း၃ဂိုးဖန်နေပြီးတော့ပုံစံကောင်းနေပြသထားနိုင်ခဲ့တာပါယူနိုက်တက်ကတော့ကယ်မီထွက်လူငယ်ကစားသမားတွေကိုရုံုံချီချီနဲ့ပွဲထုတ်ထက်တဲ့အတင်းလေးဖြစ်ပါတယ်ဒီအားဒီမှာလဲယူနိုက်တက်ဟာဆယ်ကျော်သက်လူငယ်ကစားသမားတွေဖိကြရင်အေဒန်ဟေဗန်ဟယ်ရီအမ်အက်ချီတိုအိုပီနဲ့တိုင်လာဖရန်ရက်ဆန်တို့ကိုပွဲထုတ်ထားခဲ့ပါတယ် ဒါကြောင့်မလို့ဒါလောင်ရဲ့ပြဿနာကိုအေးပေါ်ဖြေရှင်းဖို့အတွက် MRI အနေနဲ့ကာမာဆန်ကိုအသုံးပြုလာနိုင်ပါတယ်။ကာမာဆန်အနေနဲ့အသင်းကြီးမှာပါခြေစွမ်းပြနိုင်မယ်ဆိုရင်တော့ United အတွက်အရှုံးတွေကအမြတ်ထွက်တယ်လို့ပဲပြောရမှာပါ။ဒီနေ့တင်ဆက်မှုကတော့ပါပဲ။နောက်ဆုံးရ United ရဲ့ပြဿနာအားကစားသတင်းတွေပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဝယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။